ကဲဒီမရဲ့ညွန်ပင်လေးထပ်ပွင့်ပါရရှင်လွန်ခဲ့တဲ့နှစ်ပတ်လောက်ကချစ်မိတ်ဆွေများကိုအဓိကညွန်ပင်လေးကိုပွင့်နေတာကိုကျမပြသခဲ့ပါတယ်ခုလည်းပဲထပ်ပွင့်နေခြင်းဖြစ်ပါတယ်ဒီမှာကြည့်ပါအောင်ရှင်တကယ်ကိုလေကျမတို့ဟိုပါတော့ဗာလေးနဲ့သွားတူတုံးဆိုတော့လေအဲတစ်ခွပဲအခိုင်လေးကြာနေရပဲကျုံကျုံကျုံစိညက်နေအောင်ပွင့်နေရပါသူ့ရဲ့အပွင့်လေးက ီလိုလေးတွေပါကျမကတော့မယမ်းရောင်ကြိုက်တဲ့သူဘယ်လိုလားမသိဘူးမယမ်းပွင့်လေးဆိုလွန်ချစ်ကြည်ုံအောက်ကခိုင်းနေလို့လည်းကြည်ုံကြည်ုံအများကြီးပွင့်နေရမှာရှင်အဲသူ့အောက်ကခိုင်းရဒီမှာပါသူ့အောက်ကခိုင်းရဒီမှာပါဒီလိုပွင့်နေရပါရှင်ဒါကအပေါ်ခိုင်းမှာအဲပေါ်ခိုင်းမှာအဲ့လိုပွင့်နေတာပါရှင်အရင်ချစ်ဖို့ကောင်းတဲ့ပင်လေးပါ ရေလောင်းယုံမှာပဲရေလောင်းပေးယုံမယ်သူကရေလောင်းတာနဲ့ကိုပွင့်နေရမှာကဲကိုညီယွန်းပင်လို့လဲခေါ်ပါတယ်သူ့ကိုကျမတို့အရွက်ကလေးတွေကလေဒေါနာရောင်လေးနဲ့တူရဲ့ဗျဒေါနာရောင်လေးနဲ့တူသူ့ကိုဒေါနာဗျာလို့လဲကျမတို့မြန်မာမှုပြုခေါ်တာပေါ့နော်သူ့ရဲ့မျိုးစိတ်ကတော့ညီယွန်းမျိုးစိတ်ညီယွန်းမျိုးပါညီယွန်းပင်လို့ခေါ်တာပါဒီမှာကြည့်ပါဦးရှင်တကယ်ကိုအခက်ကလေးတွေလိုက်ကိုပွင့်နေခြင်းဖြစ်ပါတယ် အခက်လိုက်ကလေးကိုတွေ့နေရပါရှင်။အဲနောက်တစ်ခါနောက်ကလည်းအဖူးလေးတွေကလည်းအများကြီးရှိပါသေးတယ်။ဒီမှာဆိုရင်အဖူးလေးတစ်ခုအဲသူကလည်းဆက်ပွဲဦးမှာကဲကြည့်ပါဦး။အရင်ချစ်ဖို့ကောင်းတဲ့ပင်လေးပါ။ဒီမှာဆိုအဖူးလေးတွေစီးနေတဲ့ခိုင်လေးပါ။အဲဒီမှာဆိုလည်းအလိုပဲအဖူးလေးတွေစီးနေဥရစရာလေးတွေရဲချစ်ဖို့ကောင်းတဲ့ပင်လေးပါရှင်။အဲသူကအပူပိုင်းဒေတာနဲ့လည်း ဆင်ပြေပါတယ်ညာတိဝုဒ္ဓပူတာကိုလည်းညာတိလည်းပွင့်တာဆိုတော့သူကညာတိဝုဒ္ဓပူတာကိုလည်းသူညာတိဝုဒ္ဓရဲ့ပူခြင်းအပူဒဏ်ကိုလည်းခံနိုင်ရှိတဲ့အပင်လေးပေါ့လေဟုတ်ကဲ့ပါရှင်ကျေးဇူးအဲဒီမှာကြည့်အဖူးလေးတွေနဲ့ဝဝစီလေးတွေပါအဲဒါကတော့နောက်တစ်ပြေမှာရှင်ပွင့်တာကတော့သူကနေရနေရောင်ကြီးရတဲ့၍နေရောင်ကြီးရနေလို့ကတော့ရှယ်ပွင့်တာကအဖူးလေးကိုပဲအများကြီးရပါပဲရှင် အပူတွေအများကြီးပါပဲရှင်အပူတွေအများကြီးပါပဲဒီမှာပွင့်နေတာပါရှင်ပွင့်နေတာပါအများကြီးပွင့်နေတာပါအများကြီးပွင့်နေတာပါရှင်ဒီမှာအပူတွေအပူတွေအပူတွေလိုင်းနေတာအပူတွေအဲအပူအသေးလေးတွေရောကြီးကြီးတွေရောပါရှင်အပူအသေးလေးတွေရောကြီးကြီးတွေရောပွင့်နေတာပါရှင် ရဲချစ်ဖို့ကောင်းတဲ့ပင်လေးပါရဲကိုချစ်ဖို့ကောင်းတဲ့ပင်လေးပါရှင်ဒီမှာကြီးကြီးအဖူလေးအဖူလေးတိတိလေးတွေဟိုအောက်ကနေထွက်နေရပါအောက်ခြေထီကိုပွင့်တဲ့ပင်လေးပါရှင်အဲကျမစီမနီယူမင်းကတော့တော်တော်ပေါ်ပါလေဒါနောက်တစ်ပင်မှာအဲနောက်တစ်ပင်မှာသူကကြတော့နေအောင်ကြည်ရရှိမှုနည်းနည်းလေးနဲတော့ကြတော့ပေါ့နော် နေအောင်ကြည်များများရတဲ့အပင်လိုမျိုးတော့ဟိုအပွင့်ကကြတော့လေအခက်ကလေးတွေကတော့နည်းနည်းတော့နဲတာပေါ့နော် ဒါပေမဲ့သူလည်းပွင့်နေတာနောက်ပြန်ပွင့်နာဟိုကြလည်းသူကြတာဘာသူကနောက်ကြတတ်တယ်ပေါ့နော်နောက်ကြတတ်တယ်ဒီလိုမျိုးကြတော့နော် ကြည်ပါအောင်ရှင်အခုလေးတွေရောအများကြီးပါပဲရှင်အများကြီးပါပဲရှင်ကြည်ပါအောင်ရှင်နှစ်ကြီးမိုးလင်းတဲ့အခါမှာပေါ့နော်ဒီလိုမျိုးပင်လေးတွေကိုမြင်လိုက်တဲ့အခါမှာတကယ်ကိုစိတ်အေးချမ်းတာယာမှုကိုရရှိစေတာပါကဲချစ်မိတ်ဆွေတို့လည်းဒီလိုမျိုးပင်လေးတွေစိုက်ပျိုးကြရအဖြစ်ကြည်နှမှုရတာကို ရရှိနိုင်ကြပါစေလို့စွမ္မဝန်တောင်းရင်းနဲ့ကျမရဲ့ဒီညီညွတ်မင်းလေးကိုဒါရိုက်ကူးပြတ်တာချင်းကိုကျန်းသာဝင်ပြပါရှင်ကြီးစုသူအားလုံးကိုကျေးဇူးတင်ရပါရှင်